တောင်မျိုးသားလူမျိုးရေးတပ်မတော် TNL ကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တွေကိုရဲဆက်ဆက်တပ်ဖြတ်တယ်ဆိုတဲ့ရုပ်သံဖိုင်တစ်ခုပြန့်နှံ့နေပါတယ်။မိုင်းဝေ channel ကနေစတင်ဖြန့်ဝေထားတဲ့ TNL အကြမ်းဖက်ဖွဲ့ရဲ့ရဲဆက်ဆက်တပ်ဖြတ်ခြင်းကိုခံလိုက်ရတဲ့ PDF လူငယ်လေးများအတီတရားရကြတော့ကိုယ့်လူမျိုးဆိုတဲ့စိတ်နဲ့အသေးတွေလည်းနာရတယ်ဆိုပြီးရုပ်သက်ဖိုင်တစ်ခုနဲ့အတူမေ16ရက်နေ့မှာဖြန့်ဝေထားပါတယ်ရုပ်သက်ဖိုင်ထဲမှာဒူးထောက်ပြီးလက်ပြန်ကျိုးတုပ်ထားတဲ့လူငယ်3အစားငုံစားနေတာပေါ်ဝင်ပါတယ်ဒီဖိုင်ကိုကြည့်ရှုသူ6000နီးပါးရှိနေပြီးအခြား channel အပါအဝင် channel 16ခုမှာပြန့်နှံ့နေပါတယ် Facebook မှာဆိုရင်လည်းမျိုးမင်းဆိုတဲ့အကောင့်ကဖြန့်ဝေထားတာမှာကြည့်ရှုသူ6သိန်းကျော်ရှိနေပါပြီဒီရုပ်သံကိုမြစီမားကချက်လက်စစ်စစ်ခဲ့တာမှာ TikTok account တစ်ခုကဖြန့်ဝေထားတာကိုတွေ့ရပါတယ် J-Home မြည်နဲ့တက်တော့ account တစ်ခုကနေမေ16ရက်နေ့မှာဖြန့်ဝေထားတဲ့ရုပ်သံဖိုင်နဲ့တူညီနေပါတယ်ရုပ်သံဖိုင်ထဲမှာအချိန်နဲ့နေရာကိုအတိအကျမဖော်ပြထားပါဘူးဒီကောက်မှာဖော်ပြတဲ့ရုပ်သံဖိုင်တွေကိုလေ့လာရမှာနေရာတစ်နေရာထဲမှာပဲကင်မရာတွေနဲ့ဇာတ်လမ်းရိုက်ကူးနေတာတွေကိုတွေ့ရပါတယ်ဒီရုပ်သံထဲကလူငယ်တွေကပါဝင်တရုပ်ဆောင်နေတာပါဒီကောင်ကိုဆက်လက်လေ့လာတဲ့အခါမှာ GBI School လို့လည်းတွေ့ရပြီးထိုင်းစာတွေရေးသားထားတဲ့ကြောက်တင်ပုံကိုနောက်ခံထားပြီးရိုက်ကူးထားတဲ့ရုပ်သံဖိုင်တွေလည်းတွေ့ရပါတယ်။ဒါကြောင့်ဒီရုပ်သံဟာအကြောင်းတစ်ခုခုနဲ့ဆက်နွယ်ပြီးရိုက်ကူးတဲ့ဇလန်းရုပ်သံဖိုင်တွေလို့ယူဆလို့ရပါတယ်။ ရုပ်သားဖိုင်တွေကပါဝင်တဲ့လူငယ်တွေက PDF လူငယ်တွေမဟုတ်တလို့ TNL ကတက်ဖြတ်လိုက်တဲ့လူငယ်တွေလည်းမဟုတ်ပါဘူး။ဒါကိုအသုံးပြုပြီး TNL နဲ့ PDF တွေကိုအထင်မြင်လွဲမှားစေအသုံးနှုန်းတွေနဲ့တမင်ဖန်တီးဖြန့်ဝေထားတဲ့တည်င်းအမှားပဲဖြစ်ပါတယ်။မြစည်းမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်ဆေးစီခြင်းတဲ့တည်င်းတွေရှိခဲ့ရင်မြစည်းမကိုပေးပို့လို့ရပါတယ်။ပေးဖို့မဆိုရင်တော့ t.ly/agfpz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်ဆေးစီခြင်းတဲ့တင်အကြောင်းအရာကို link နဲ့တကွာပေးဖို့ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်။ လောကောမီဒီယာကိုဆက်လက်ရပ်တည်နိုင်ဖို့ပြည်သူတွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမာ TV YouTube Channel မှာမမဝင်ပြည်ချင်းကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။